ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရှင်မင်းကံဘလူးရေးသားထားတဲ့ဖွားမေစိန်နဲ့တွေ့ညင်းဝိညာဉ်အပိုင်း132ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးစတင်ကမှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနား Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေရှင် နောကြောင့်သားလေးပုတုတယောက်ရွာလေလန်းတိုင်းလျှောက်လာခဲ့ပါရဲ့ဟေ့ပုတုဘယ်သွားမလို့ရုံးကွာအေးဗျာကျောက်ကကိုကြီးတို့စီလာတာဗျာဒါနဲ့ကိုကြီးတို့ကဘယ်သွားမလို့ရုံးဟေးဟုတ်လားမင်းကငါ့စီအလဲလာလားကွာရွာလမ်းမပေါ်မှာနောကြောင့်သားပုတုနဲ့မောင်တို့ရိုးမျက်နှာချင်းဆိုင်တွေ့နေကြကြမှာအလဲလာတာမဟုတ်ဘူးဗျကျောက်ဒီအယုံလေးကောက်ရလို့အဲ့ဒါကိုကြီးတို့လာပြီးတာနောကြောင့်သားပုတုကသူ့လူကြီးအဟောင်းလေးတွေကအယုံလေးကိုနှိုက်ယူပြီးမောင်တို့ကိုပေးလိုက်ပါရဲ့ဘာယုံလေးများလဲကွာ ကျုပ်လည်းမသိဘူးကျွတ်တို့စော့နေကြအရုပ်ပုံစံတော့မဟုတ်ဘူးဗျတခခုများထိုးနေမလားလို့ကိုကြီးတို့လာပေးတာနောက်ကျမှပူတူအားပေးတဲ့အယုတ်ကလေးကတက်သားနဲ့ထွင်ထားတဲ့မင်းမပြူရုပ်ထုလေးပါအဲ့ဒီအယုတ်ကအသက်ဝင်လာပါလေနှစ်ကာလကြာညောင်းနေပြီဖြစ်တဲ့အယုတ်တို့ဖြစ်ဟန်လဲတူပါလေအဲ့လိုထင်မှန်ရခြင်းကစေးသားတွေနဲ့အယုတ်ရဲ့တချို့နေရာတွေကကျိုးပြက်နေအောင်ကြောင်းပါမောင်တူအားအယုတ်ကိုသေချာကြည့်ပါလေအေးကွာမင်းပြောတယ်လို့ပဲဒီယုတ်ကတာမန်အယုတ်တော်မဖြစ်နိုင်ဘူးဒီမှလေကွာအယုတ်ခြေပေါ်မှာအင်းတစ်ခုရေးထားသေးတာ ဟုတ်တယ်ဗျအဲ့ကိုကြီးတို့ကြိုက်တယ်လို့ဒါလို့ဗျကျုပ်ကတော့ကျုပ်တို့နဲ့မဆိုင်တာမို့လို့ကိုကြီးတို့စီလာပေးတာအေးဒါနဲ့မင်းဒီအယောက်ဘယ်နာနဲ့ကောက်ရလဲရွာပြင်တော်စန်းကြီးကိုကွင်းဘက်ကဗျမြေရကနေထိုးထွက်နေရလေးတွေ့တော့လေအဲ့တော့ကျုပ်လည်းဘာဖြစ်မလဲလို့တူးကျင်နေတွေ့လာတာကျုပ်နဲ့တူတူကောင်းကြော်လည်းပါသေးတယ်ဒီကောင်ကလည်းဒီအယောက်ကဘာယုံမမသိလို့မယူရဲဘူးလေအဲ့နဲ့ကျုပ်ကကိုကြီးတို့လာပေးတာဗျအေးကွာအဆောင်ကဒီအယောက်ဖားစီကိုသွားပြကြည့်လိုက်အောင်မယ်ဟုတ်ကဲ့ကိုကြီးတို့ဒါဆိုကျုပ်သွားတော့မယ်ဗျအေးအေးအေး နောက်ကြောင့်နာလီပူတူတောင်မောင်တုံနှုတ်ဆက်ပြီး လာယာလန်းတိုင်းလှည့်ပြန်သွားပါရီ။အင်းနောက်ရမဖွားစီကိုသွားမယ်။ဒီနေ့တော့ငါ့ကိုရွာတကြီးကလည်းခေါ်ထားသေးတယ်။ဒီတော့ဒီအယုတ်ကိုအိမ်မဲပြန်ထားလိုက်တော့မယ်။မောင်တုံလည်းတကူကြားကိုများပြောပြီးတော့အယုတ်ကိုအိမ်ပြန်ထားလိုက်ပါရီ။အဲ့ဒီအယုတ်ကိုလည်းသူ့ရဲ့အရာနဘေးမှသာထားရှိခဲ့တာပါ။ဒီလိုနဲ့တနေ့တားလုံးရွာတကြီးဦးနောက်ချိုခိုင်းတဲ့ရဲရွာကိစ္စရိကူကူညီနေကြအောင်အယုတ်ကိစ္စကတော့မှမောင်တုံလည်းမင်းမပြပြဖြစ်သွားခဲ့ပါရီ။ ညဘက်ကိုရောက်တော့တနေ့ကအနာမြူရရဲ့အရှင်ကြောင့်ခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားခဲ့ရှာပါရယ်တကောင်းကျော်ရောက်တော့ရွာထဲမှာရှိရခွေတွေဥကြဟောင်းကြောင့်နဲ့အတန်တွေစူညံလာပါရယ်အဲ့ဒီအချိန်မှာထော်ပေါ်လာတဲ့ခြေတန်တစ်ဆက်ဆက်ကြောင့်မောင်တူနိုးလာခဲ့ရလေဟွန်းဟွန်းအမေလားမသိဘူးအဲ့ချက်မူတူနဲ့မောင်တူကြီးတွားလိုက်ပါရယ်ဟမ်မောင်တူရဲ့ခေါင်းလေးကိုရုတ်တရက်ရောက်လာတဲ့အကြောင်းအရာတွေကြောင့်အလန်တကြားပဲအိယာဘောကနေထားထိုင်လိုက်မိပါရယ် အမေကရွာတောင်ပိုင်းကဂျီရော့ပွဲကိုအိမ်မနက်စွန်ကပ်ဖို့ကုဖို့အတွက်ညအိပ်သွားတာပဲဆိုရင်စစောအခြေတန်းဘသူများလဲအဲ့ဒီအချိန်မှာပဲခြေတန်းတစ်ဆက်ဆက်ကထပ်ပြီးတော့ထပ်ပေါ်လာခဲ့ပြမှာရယ်မော်ဂျူလေအဲ့ရဂရင်အထက်ကနေဆင်းလိုက်ပြီးခြေတန်းမထွက်မိစေဖို့တထိန်ပြီးအိမ်ထဲကနေထွက်လိုက်ပါရယ်ဟမ်မင်းဘသူလဲဆောင်းဝိုင်းထဲမှာလမ်းရှောင်နေတဲ့မိမငယ်တူကိုမော်တိုတွေ့လိုက်တာကြောင့်အံ့ဩသွားခဲ့ပါရယ်မင်းမငယ်ကမောင်တိုမီးတော်မဖြစ်ပဲမောင်တိုကိုပြုံးမိတာကြည်နေပြန်ပါရဲ့ဟေ့ ငါမင်းညာမင်းဘာလုပ်လဲလို့မင်းငါတို့ channel ဘလို့လို့ရောက်နေလဲညီစမောင်ငါမင်းကိုသိနေတယ်လို့ပဲမွန်တိုကမိမငယ်ကိုမင်းပြန်စင်းစားနေခဲ့ပါ रे ဟာငါသိပြီငါသိပြီမင်းကဟိုအယုံနဲ့တူနေတာပဲမွန်တိုအံ့ဩသားပါ रे သူ့နွားကြောင့်သာပူတူလာပြီးတဲ့အယောက်ကအဲ့ဒီမိမငယ်နဲ့တူလာတယ်လေဟေးမင်းကဘာလဲတရေမလားမွန်တိုရဲ့စကားတန်းကိုပြော့ပြောင်းသွားပါ रे မိမငယ်ရဲ့မျက်နှာလေးချစ်စွဲကောင်းလာပါ रे မကြပါဘူးမိမငယ်ကမောင်တို့ကိုစားနောက်တဲ့ဟန်နဲ့ဝိုင်းထဲမှာလှည့်ပတ်သွားလာနေတယ်လို့မောင်တို့ကလည်းအဲ့မိမငယ်နောက်ကိုလိုက်ပြီးစကားများပြောနေခဲ့ပါရဲ့မိကလေးနေပါဦးမိကလေးငါမေးတာဖြေပါဦးဒါပေမဲ့မေးပေမဲ့လည်းမိမငယ်ကတော့မောင်တို့ကိုတခွန်းတလျောင်မှပြန်မဖြေပါဘူးထူးဆန်းလာပါရဲ့တညတန်လုံးမောင်တို့တောက်အဲ့ဒီမိမငယ်ရဲ့အနီးအနေမခွာပဲခြံဝိုင်းထဲမှာသာအချိန်ကုန်ခဲ့ရပါရဲ့မနေ့အာယုံတက်ခါနေ့အချိန်ကိုရှောင်မှမိမငယ်ပြောက်ွယ်သွားခဲ့ပါရဲ့ ပျောက်ခြင်းမလားပျောက်သွားတဲ့မိမငယ်ကလူမဖြစ်တမ်းဘူးဆိုတော့မောက်တိုးလက်ခံလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့စိတ်အတွင်းမှာအဲ့ဒီမိမငယ်ကိုဆွဲလန်းနေပြီဖြစ်ပါတယ်။တပတ်များကြာတဲ့အခါမှာဒေါက်တာတယောက်ဖမ်းမဲ့စိန်အင်ကိုရောက်လာခဲ့ပါတယ်။ဘာဟင်းနေချက်စားကြလဲ။ဟောဘသူများလဲလို့ဒေါက်တာပါလား။လာလေဝင်ခဲ့ပါ။ဒေါ်ဝင်းကဒေါက်တာကိုခြံဝိုင်းနဲ့ဝင်ခံလိုက်ပါတယ်။မလားစဘူးအလားထူးနေပါလား။ဟိုမောက်တိုးတယောက်ဘာရီများလုံနေလဲတော့ဒီအပိုင်ဒင်းရိတ်တော့မမြင်ရဘူးလေ။ဒေါ်ဝင်းကမီတော့ဒေါက်တာကောင်းညိပ်ပြီး သူကိစ္စပဲရောက်လာတာဖွားအောင်အိမ်မှာရှိလားအေးရှိပါတော့အမေအမေရေဟောဒီမှာဒေါက်တာအမေစီလာတယ်တော့ဖွားမဲ့ဆရာသူ့ရဲ့အခန်းထဲမှာရှိနေကြတာပါရှင်ညွန်းနဲ့နန်းဆိုင်တို့ကလည်းတီတီလုံးတွေကိုထုခွဲပြီးစားနဲ့သိပ်ပြီးစားနေကြပါတယ်ကဲတမီးတော်တို့အောက်ကိုဆင်းကြလေတော်ဝင်ကပြောမှသူတို့လည်းကုပစ်ပေါ်နေနေရာဖယ်ပေးကြပါတယ်ဒေါက်တာကတော့ရှင်ညွန်းနဲ့နန်းဆိုင်ကိုကြည့်ပြီးပြုံးနေကြပါတယ်ရှင်ညွန်းကတော့ဒေါက်တာကိုကြည့်ရင်ရုတ်တရက်အလန့်တကြားနဲ့လက်ညှိုးကြီးထိုးပြီး ဂျီရိုဂျီရိုစီမှာအမောင်ရိပ်တွေရှိနေတယ်။အဲ့ဒီအမောင်ရိပ်ကလည်းဂျီရိုဒါမှမဟုတ်ဂျီရိုအနီးနားလူတွေစီမှာတွေ့ကပ်နေရပဲ။ဟေးရှင်ညိုရဲ့စကားကြောင့်ဒေါက်တာနဲ့ဒေါ်ဝင်းတို့အံ့ဩသွားခဲ့ကြသလိုနန်းကြိုင်ကြီးလည်းပစက်အဟောင်းသားဖြစ်သွားခဲ့ရှာပါရယ်။ဖွားမယ်စင်ကတော့လှေကားနေရက်ကြည့်နေကြတာပါ။ကဲပါလာလာအရင်ဝင်ထိုင်လိုက်ကြ။ဖွားမယ်စင်ကဒေါက်တာကိုကုပစ်ခင်ဝင်ထိုင်ခိုင်းပါရယ်။ဖွားမယ်စင်ဒေါက်တာနဲ့ဒေါ်ဝင်းတို့ကကုပစ်ခင်မှာဝင်ထိုင်လိုက်ကြပါရယ်။ ရှင်ညုံနဲ့နန်ဆိုင်တို့ကလည်းထန်းလက်ခုံလေးတွေမှာထိုင်ခဲ့ကြပါရဲ့ဟိုကလေးပါဖြစ်လို့လဲမိတာကြောက်လာတာလေကြောက်သားကြောင့်လာခဲ့တာပါဖွာရဲ့ဒါပေမဲ့ရှင်ညုံလေးပြောတဲ့စကားကြောင့်ကျုပ်ဖြင့်ခေါင်းတော်ပိုကြီးသွားရဲ့အဲ့လိုပြောတော့ဒေါက်တာဖောက်မင်းစင်ကလည်းခေါင်းညိတ်ပြီးအေးကလေးဆိုတော့တို့လူကြီးများလို့ထင်းထင်းတင်းတင်းတော့မပြောတတ်ဘူးကွယ်သူ့ရဲ့စိတ်ထဲမှာရှိတယ်လို့ပွန့်ပွန့်လင်းလင်းပြောလိုက်ကြပါအေးကဲပါသူပြောတာကခဏမေ့ပြီးတော့ညီရဲ့ကိစ္စကိုအရင်ဆုံးပြောစမ်းမအဲ့လိုပြောလိုက်ပါရဲ့ ီခါမှဒေါက်တာလည်းသူ့ရဲ့လိုင်းကိစ္စကိုသာပြောရှာပါရယ်ဒီလိုပါအမေကြီးရဲ့အစချီပြီးဒေါက်တာရှင်းပြပါပြီညဘက်ဆိုရင်ဒေါက်တာကတားဖြစ်သူရဲ့အခန်းထဲကနေစကားပြောတန်တွေကိုကြားရပါရယ်မနေ့ကိုရောက်တော့ဟာတာပြားမေမင်းကြည့်ရတာအေးမဝတယ်လို့ပုံစံနဲ့ညဘက်တွေမင်းမအိပ်ဘူးလားဟာအိပ်အိပ်ပါရယ်အမေကမောင်တို့ရဲ့မျက်နှာမျက်ကွင်းတွေအောင်မှညိုနေခဲ့တယ်လေမျက်နှာမရွှင်မလန်းနဲ့မနှက်စာစားနေတဲ့မောင်တို့ကိုကြည့်ပြီးဒေါက်တာတပင်းချရပါရယ် ဟာတာမိမမှန်ပြောစမ်းညမစင်မင်းခန့်ညနေစကားပြောတတ်နေကြတယ်မင်းဘသူနဲ့စကားပြောနေရလဲဟာအမေကလေကျုပ်ကဘသူနဲ့ပြောရမှာလဲဗျမပြောမိပါဘူးဗျအမေကမလိန်စမ်းနဲ့အမေအသက်ကြီးလို့နားကြားမှသလားလို့နားဆွင့်နေရတညလည်းမဟုတ်နှစ်ညလည်းမဟုတ်တော့နော်မပြောစမ်းမင်းဘာရီလောက်ထားလဲခက်ပြီအမေတို့ကတော့လေကျုပ်ပြောပြီးပြီလေကျုပ်ကညဘကြီးဘသူနဲ့စကားပြောရမှာလဲမဟုတ်တာပဲဗျမော်တော်ကအတင်းမဲ့ညင်းဆန်နေတာပါတော်တော်လေးတာဖြစ်သူကြီးအသက်ပြင်းတာချပါရယ် အဲ့ဒါလိုပါပဲဖွားရဲ့ကျုပ်ဖြစ်လေဒင်းမျက်နှာကိုကြည့်ပြီးစိတ်ပူနေရတာပြီးတော့လူကလည်းတမိုင်မိုင်တွေ့တွေ့တွေ့နဲ့ကျုပ်လည်းဘာလို့လို့လောက်ရမှမသိလို့ဖွားစီကိုလာခဲ့ရတာဒေါတာကတားဖြစ်သူမောင်တို့ရဲ့အကြောင်းပြောပြပြီးမောသွားဟန်ရပါတယ်တော်ဝင်းငက်ပြီးထားတဲ့ရင်တွေကြောင့်မောတော့လိုက်ပါတယ်အေးဒီကလေးကြီးကလည်းမလုံတဲ့မလုံအပ်တာတစ်ခုခုလှောက်ထားဖို့ရပါတယ်အဲ့တော့တာဖမေဆရာပြောပြီးရှင်ညိုလှမ်းကြည့်ပြီးစဉ်းစားနေခဲ့ပါရဲ့ခဏကြာတော့ အခုတော့ညီကိုတော့ဘာမှမလုပ်ပေးနိုင်သေးဘူးဒါပေမဲ့ညကြရင်တော့ညီအိမ်ကိုဖွားလို့လာခဲ့ပါမယ်အေးညဆိုတာညတကောင်လောက်ပြောတာနော်ဟိုကလေးတော့ဘာမှမပြောထားမိစေနဲ့ဦးအေးအဲ့လိုပြောတော့ဒေါက်တာကောင်ညိပ်ပြီးဟုတ်ကဲ့ပါဖွားကျုပ်တို့ဘာမှမပြောပါဘူးဖွားတို့သာလာပြအောင်လာပေးပါတော့ပြောရှာပါရီဒီလိုနဲ့ဒေါက်တာလေးဖွားမယ်စိန်နုံနဲ့စကားခဏလေးသာပြောပြီးတော့အိမ်ကိုပြန်သွားခဲ့ပါရီအမေမောင်တို့ကဘာဖြစ်တာလဲတော့ တော်ဝင်ကဒေါက်တာရှိနေရကြောင်မမေးနိုင်ဖြစ်ပေမဲ့လေဒေါက်တာပြန်သွားတာနဲ့ဖားမယ်စေမေးပါရယ်အေးဒီကလေးကကိုနဲ့မသက်ဆိုင်တဲ့ကိစ္စတကူလှောက်ထားပုံရပါရယ်အေးဘာမှမစိုးရင်ပါနဲ့ညာကျိုင်အမေတို့သူ့စီကိုသွားမှာပါဖားမယ်စေကတော်ဝင်ရဲ့စိတ်ကိုတည်ရာကြောင်အဲ့လိုဖြေရှားပါရယ်တော်ဝင်ကမောင်တိုးနဲ့မောင်အုံးကိုရှင်းနေတော့မှမောင်တိုးကိုပို့ပြီးတော့ချစ်ရှာရယ်လေတော်ဝင်ကမောင်တိုးချစ်ချင်ရလေသူ့လိုသားလိုသဘောထားပြီးချစ်တဲ့မေတ္တာချစ်ပါမောင်အုံးကတော့မိဘတွေရှိပြီးအောက်စာပစ္စည်းရလေအတော်အသင့်ရှိတယ် တိုင်းမြန်မာတို့ကတော့အမေနဲ့သားသားရှိပြီးတော့ရုန်းကန်နေရတဲ့ဘဝဖြစ်တာကြောင့်အတနာပုံနေရှာခြင်းမှာဒီကောင်လေးအခုတလောအိမ်ကိုရောက်မလာတာဒါကြောင့်ဖြစ်မဲ့တော့ကျုပ်ပြင်လေးတမီးငယ်ရောမှသွားခေါ်ခိုင်းမလို့လုပ်နေရအမေရဲ့အေးစစ်ကြောမပူရပါဘူးနော်မေအိုးမိဝင်းရဲ့ညို့အမေပြောပြီးပြီပဲဘာမှစိတ်မပူနဲ့ညီစိတ်ဝရမယ့်ကိစ္စဘာမှမရှိပါဘူးအေးဟုတ်ကဲ့ဟုတ်ကဲ့မေတော်ဝင်လဲဆက်ပြီးတော့အထုံးတက်ရဲတော့ပါဘူးဖွားမယ်စရင်စိတ်ကိုတည်နေအောင်မိဖို့ကြောင့်နေတာဝင်သွားပါရဲ့ ညီမလေးတို့လာဖွားနာလာထိုင်ကြဖွားမယ်စင်ကရှင်ညိုနဲ့နန်းကြံရောသူထိုင်နေရကုပြက်ပေါ်ခေါ်လိုက်ပါရယ်တမိရှင်ညိုဒီရောက်မှနေရတော့အဆင်ပြေရဲ့လားပြေပါရယ်ဖွားရဲ့အေးအေးဖွားတို့ကငါ့တမိဒီရောက်မှနေမပြောမအောင်စိုးရိမ်နေရညီတွေ့တယ်မလားဖွားတမိမိဝင်အရန်တန်ရောစင်ကြီးရှာတာတမိကိုလည်းသူ့တမိလိုပဲချစ်ရှာပါရယ်တခုခုဆိုရင်လည်းကိုမိပါလိုပဲပြောလို့ရတယ်နော်ဟုတ်ကဲ့ဖွာကြောက်လေဖွာကိုကိုဖွာအရင်လိုပြီးတော့အရှိကိုလည်းအမေလိုချစ်ပါရဲ့ ဒါဆိုမမကကြောက်ကြတော့မချိုးပေါ့လေဖွားမဲ့စိနဲ့ရှင်ညိုရဲ့စကားတွေကိုနားထောင်နေတဲ့နန်းချိုင်လေးကစူပုတ်ပုတ်ဟန်လေးနဲ့ရှင်ညိုမိပါတယ်မဟုတ်တာညီမလေးရလေမမလေးညီမလေးကိုမမရဲ့ညီမလေးအရင်တရားလို့ချက်တာပါနော်နီးတကယ်ပြောတာနော်နန်းချိုင်စိတ်ဆိုးမှဆိုတာကြောင့်ရှင်ညိုကအလင်းမြန်လေးပြောတော့မှနန်းချိုင်လည်းသဘောကျသွားပါတယ်ရှင်ညိုနဲ့နန်းချိုင်လေးတို့ကြည့်ရင်ဖွားမဲ့စိပြုံးနေခဲ့ပါတယ်ရှင်ညိုလေးကိုမိတ်ဆက်ပေးရမယ့်သူရှိသေးတယ်ဘသူများလဲဖွား ျောက်တည့်ရမမရှင်ညိုရဲ့အမေကိုနန်းကြိုင်လေးကပြုံးပြီးတော့ပြောရှာပါရယ်ကဲညီမလေးတည့်ရလဲမမကိုပြောလိဘသူများလဲနန်းကြိုင်မဖြေသေးပဲဖွားမယ်စင်ကိုကြည့်တော့ဖွားမယ်စင်ကခေါင်းငိတ်ပြလိုက်ပါရယ်အဖွားခွင့်ပြုပြီဆိုတော့ကျုပ်ပြောပြမယ်မမရဲ့အဖွားမိတ်ဆက်ပေးမယ်သူကလေအရင်တော့ခံပဲဖြစ်လိမ့်မယ်မမမိညာလဲပါရယ်လေအရင်တော့ခံဟုတ်လားဘယ်ကများလဲဒီရွာကပဲလားဟုတ်ဘူးမမရဲ့အရင်တော့ခံတော့ကျွတ်တူရောင်နဲ့အဝေးကြီးမှနေကြတာဒါပေမဲ့အကြောင်းကိစ္စထွေးရင်တော့အရောက်လာတာပဲတော့ ဟုတ်တယ်သမီးရဲ့နော်ခမ်းဆိုတာလည်းဖွားရဲ့သမီးလိုပါပဲ။ तू ကလည်းသမီးလိုမွေးရပါအစွမ်းနေရှိရလေ။ तू နေတဲ့တောင်စီရွာတဝိုက်မှာတော့သူ့ကိုသခင်လိုထားကြတာ။လူရရဲ့ကောင်းဆိုကိုညီပေးနေတဲ့သူပေါ့အေး။အော်ဟုတ်ကဲ့။ဖွားပြပြတော့ကြုံလေအဲ့ဒီအရှင်းနော်ခမ်းနဲ့စုံမှုကျင်မိပါရဲ့။ဆော်ရမှာပါအေး။ तू လည်းဖွားစီကိုလာအောင်ပါပါ။အဲ့ဒီတော့မှသမီးနဲ့မိတ်ဆက်ပေးပါမယ်။ရှင်ညွာဖွားမဲ့စိန်ကိုအဲ့လောက်သာပြောပြရဲဒေါ်နော်ခမ်းရဲ့အကြောင်းစိတ်ဝင်စားမိပါရဲ။ဒေါ်နော်ခမ်းကတွေ့ကျင်တဲ့စိတ်တွေလည်းတဖွာဖွာဖြစ်နေကြတယ်လေ။ သူမလိုမျိုးမွေးရပါကဝေပညာတွေပါလာတဲ့ကဝေမတယောက်ကိုဆုံတွေ့ခြင်းမီးအားဖွားမယ်စင်ကလေးရှင်ညိုရဲ့စိတ်ကိုတီးရကြောင်းကဲသမီးတို့ရေချိုးမှဆိုရင်သွားချိုးကြတော့တော်နေဆိုရင်နေ့လယ်စာစားကြတော့မှာအဲ့လိုပြောတော့ရှင်ညိုရဲ့အတွေ့တွေကိုရက်တန့်စေခဲ့ပါတယ်ဒီလိုနဲ့ညတကောင်ရောက်တော့ဒေါ်မင်းနဲ့နန်ချိုင်းတို့မှအိမ်မောကျနေပြီဖြစ်ပါတယ်ဖွားမယ်စင်နဲ့ရှင်ညိုတို့ကကုပြက်ခဲမှာမိရဲ့လေးထုံးပြီးတော့ထိုင်နေခဲ့ကြပါတယ်ကဲသမီးအချိန်တော့ကြာပြီအေးသွားကြအောင်ဟုတ်ကဲ့ ဖမဲစင်ဟာရှင်ညိုအတူခေါ်ပြီးတော့မောင်တိုးအိမ်ဘောထွက်လာခဲ့ပါရယ်။ကောင်းကင်မှာထင်းထင်းသာနေရဲ့လာရောက်စာတွားလာရတာလည်းမင်းရင်တော့မလုပ်ခဲ့ပါဘူး။မောင်တိုးရဲ့ခြံဝိုင်းရှေ့စီရောက်တော့ဖမဲစင်ခြေစုံရတန်းကကြည်ပါရယ်။ကြည်အမ။သမီးညီပါမြင်လဲ။ရှင်ညိုမေတော့ရှင်ညိုကမျက်မှောက်ကျုပ်ပြီးခြံဝိုင်းနဲ့လှမ်းကြည့်ပြီးတော့မသက်ဆိုင်တဲ့အရာတခုတော့အိမ်ထဲမှာရှိနေပြီဖွာ။အဲ့လိုဖြစ်တော့ဖမဲစင်ဟာခေါင်းကိုညိတ်ပြီးတစ်ဖြင့်ဘလို့လုံးတင်လဲ။ထပ်ပြီးမိလိုက်ပါရယ်။ ရှင်ညဝမျက်လုံးမိတ်အာယံခံပါရယ်မျက်လုံးမိတ်ပြီးမှကျွတ်ကျွတ်အဲ့အရာဖြည့်ဆည်းပြမယ်ဖွာပြန်ငါဖြေးပါရယ်အဲ့တော့ငါသမီးဖြေရှင်းနိုင်လားဖွားမဲ့စိန်ထပ်ပြီးမိတော့ရှင်ညဝဖွားမဲ့စိန်ကိုကြည်ပါရယ်ပြီးတော့ခေါင်းငိတ်ပါရယ်တဖြစ်ရင်ဖွားဟိုအပင်အောက်ကနေထိုင်ဆောင်ပြီးမယ်သမီးပဲတေချာရှင်းလင်းလိုက်တော့ဤဖွားမဲ့စိန်ကရှင်ညဝရဲ့နဗီယာနေထွက်လာခဲ့ပါရယ်မလမကမ်းမှရှိရဲဘန္နာပင်အောက်မှာချထားတဲ့ထန်းလက်ခုအစုံလေးပေါ်မှာထိုင်ပြီးရှင်ညိုလှမ်းကြည့်ပါရယ် ။ရှင်ညိုကတော့အိမ်ထဲကိုလှမ်းကြည့်ပြီးအိမ်ထဲကနေလဲစကားအံရှင်ညိုကြားရပါတယ်။ဖနောက်တစ်ချက်မြေပေါ်ဒုံကနေဆောင်းချလိုက်တော့လက်ညိုထိုးပြီးနှုတ်ကနေလဲဂါထာတွေကိုရွတ်ပါတယ်။ဘယ်သွားမလို့လဲ။မသွားပါနဲ့။ဟာမသွားပါနဲ့။အိမ်ထဲကအတန်ပို့ပြီးတော့စညာစွာထွက်လာခဲ့ပါတယ်။ရှင်ညိုကလည်းလက်ညိုကြီးထိုးပြီးတော့ဂါထာတွေကိုအဆက်မပြတ်ရွတ်စုံနေခဲ့တယ်လေ။မသွားပါနဲ့။ကို့မထားခဲ့ပါနဲ့။ပါဘာလေးအော်နေရလဲဘသူရှိလို့လဲအတန်တရားပို့ပြီးတော့စူညံလာတယ်ဒေါက်တာလေးနိုးလာပုံရတယ် ဖဲပြကျုပ်သူ့နောက်လိုက်မယ်။ပါဟဲ့ပါလာကြပါဦးကျုပ်တော့ဘာဖြစ်တယ်မသိဘူးလာကြပါဦးတော့။မော်တော်ကဒေါက်တာတွန်းဖဲပြီးတော့ခြံဝိုင်းလေးကိုပြေးထွက်လာပါရဲ့။မော်တော်ရဲ့အရှိစီမှာအဖြူရောင်အရေးတွေကခြံဝိုင်းအပြင်ကိုထွက်လာခဲ့ပါရဲ့။ဒေါက်တာကလည်းအိုဟေပြီးတော့အကူကြီးတောင်းနဲ့ဘေးရည်များလေးအလန့်တကြားနဲ့နှိုးကုန်ကြတယ်လေ။ဘာဖြစ်တာလဲဘသူဘာဖြစ်တာလဲဗျ။အလန်တကြားထလာတဲ့သူတွေကအော်ဟစ်မိပါတယ်။ဒါပေမဲ့ဘန်နာပင်အောက်မှာထိုင်နေတဲ့ဖောင်းမေဆယ်မြင်တော့မှအတန်တွေတိတ်ကုန်ကြပါတယ်။ ဘီကနေပဲရဲကြီးကြဝင်းမလျှောက်ကြနဲ့ကွရှင်ညိုရှင်ပေးနေအောင်တွေ့ကြလားသူ့မနှောက်ရှက်ကြနဲ့ဟုတ်ကဲ့ပါဖွာရွာသူရွာသားတွေကလည်းဖွာမယ်စင်းစကားအတိုင်းအဝေးရပဲကြည်ကြပါရယ်အဖြူရောင်အရေးကရှင်ညိုရဲ့အရှိကိုရောက်လာတဲ့အချိန်မှာအနောက်ကနေမောင်တူကလည်းငိုကြီးချမနဲ့လိုက်လာခဲ့ပါရယ်ရှင်ညိုလေကာထာရွတ်တာကိုရက်ပြီးမောင်တိုးရဲ့အနောက်ကနေတွတ်တာကိုမောင်တိုးခန်းရအရုပ်ကိုကျုပ်စီယူလာပေးပါချီရောခိုင်းပါတယ် ဒေါက်တာလေးချက်ချင်းမဲအိမ်ထဲကိုပြောင်းဝင်သွားပြီးမော်တူကတော့ရှင်ညိုရဲ့ခြေရင်းမှာရှိတဲ့ဖြူဖြူအရိတ်ကိုငိုကြီးချက်မှန်တဲ့စကားပြောနေရကိုအယူတယောက်နဲ့ပဲတူနေကြတာပါအဲ့ဒီအဖြူရောင်အရိတ်ကမင်းမငယ်တူဖြစ်တော့ဖားမယ်စိရှင်ညိုနဲ့မော်တူတို့ပဲမြင်ကြရပါတယ်တမီဒီအယောက်လားဒေါက်တာတယောက်အိမ်ထဲကနေအတီးထွက်လာပြီးလက်ကနေခြင်ထားတဲ့အယောက်ကိုရှင်ညိုပြပြီးတော့မေးပါတယ်ရှင်ညိုကကောင်းငိတ်ပြီးလက်လှမ်းပြီးတော့အယောက်ကိုတောင်းပါတယ်ဒေါက်တာလည်းအယောက်ကိုရှင်ညိုရဲ့လက်ထဲထည့်ပေးပါတယ်ကမတော်ဒီအယောက်ကပြူစားနေရ ့ဆွဲလန်းစိတ်တွေဝင်အောင်လုပ်ပြီးတော့ကိုမောင်တို့မသိတရားမြင့်တက်နေရချီတော့ဒါကြောင့်ကျုပ်ဒီအယောက်ဖြည့်စီပြရမယ်အမလီဒီလိုဆိုရင်တော့မြင်မြန်သာဖြည့်စီပေးပါသမီးရဲ့ကြီးတော့ဒါတခုခုဖြစ်သွားမှာကြီးတော့ကကြောက်တာပါကိုမောင်တို့မထိခိုက်စေဖို့အတွက်ဒီအယောက်ကိုဖြည့်စီပေးပါမယ်ကြီးတော့အနောက်ကိုဆုပ်ပေးပါဒေါက်တာလည်းရှင်ညိုပြောတဲ့အတိုင်းအနောက်ကိုဆုပ်လိုက်ပါတယ်ရှင်ညိုကငိုယုံနေတဲ့မောင်တို့ရဲ့အနောက်ကိုသွားပြီးမောင်တို့ရဲ့ခေါင်းလက်နဲ့သုံးချက်တပ်ပြီးလိုက်တဲ့အခါမှာမောင်တို့ကမြေပေါ်ခွေကနေလဲကျသွားပါတယ် ပြီးရင်တော့လက်ထဲမှာကိန်းထားတဲ့အရုပ်ကိုကြည့်ပြီးသူ့ရဲ့အိတ်အတွင်းအောင်အင်းဆက်ကူထုတ်ပြီးအရုပ်ကိုပတ်လိုက်ပါရယ်အင်းဆက်ကူပတ်ထားတဲ့အရုပ်ကိုလက်မှဆုပ်ကိန်းထားပြီးကားထားရီဆ ாய் ုပ်ပါရယ်ရှင်ညိုလောက်ကင်သမ ्या ကိုတောင်ထုံးရွာသူရွာသားတွေကမျက်တောင်မခတ်တဲ့စိုက်ကြည့်နေကြပါရယ်ဟာဟဲကြည့်နေမှာရွာသူရွာသားတွေစီကနေအံဩတန်တွေထွက်လာခဲ့တယ်လေအံဩရခြင်းကတော့ရှင်ညိုကင်ထားတဲ့အင်းဆက်ကူပတ်ထားတဲ့အရုပ်ကမီးတွေတောက်လောင်နေကြအောင်ပါ အဲ့ဒီမီတာကအယုတ်တစ်ခုလုံးကိုလောင်ကျွမ်းသားခဲ့ပေမဲ့လေရှင်ညိုရဲ့လက်ကိုနည်းနည်းမှထိခိုက်ခဲ့ခြင်းမရှိတဲ့အတွက်တန်ထွန်ရသူရသားတွေကမျက်လုံးတွေအပြူသားနဲ့ကြည်နေကြကြပါရဲ့ရှင်ညိုကအတော်ဆွမ်းတာပဲဟုတ်ပါတော့ရှင်ညိုချီကျူးတဲ့အတန်တွေကလေတစတစထွက်ပေါ်လာခဲ့ပါရဲ့အယုတ်တစ်ခုလုံးပြောင်းမဖြစ်သွားတော့အဖြူရောင်အရှိတ်ကလေးပျောက်ကွယ်သွားခဲ့ပါရဲ့ဟိုလူတွေလာပြီးတော့ကုတဲပေးကြအောင်လေတော့ရှင်ညိုရဲ့အတန်ဝန်ကြမှာရွာသားတွေကလည်းတတိဝန်လာပြီးမောင်တို့အိမ်နေစီကိုပြေးချီပြီးခေါ်သားကြပါရဲ့ ဒေါက်တာရှင်ညွေရဲ့အနီကိုလာပြီးကျေးဇူးတင်လိုက်တာသမီးရဲ့ကြီးရော့သားဘာတွေထပ်ပြီးတော့လုပ်ပေးရအောင်လဲဆိုတာပြောပေးပါအောင်နော်ဘာမှလောက်ဆရာမရှိတော့ပါဘူးကြီးရော့ကိုမတို့ရုပ်မှာကန်နေရမကောင်းတဲ့ဝိညာဉ်ပြူစားထားခဲ့တာပါအခုအဲ့အယုတ်ကိုလည်းကြက်ကရှင်းပြလိုက်ပြီဆိုတော့သူ့အတွက်ကြီးရော့စိတ်အေးလို့ရပါပြီသူလည်းအတော်ပင်ပန်းထားမှာပဲဂရုစိုက်ပေးလိုက်ပေါ့ကြီးရော့အေးပါသမီးရဲ့ကျေးဇူးတင်လိုက်တာအေးရပါတယ်အဖွားဆောင်နေလို့ကြောက်သွားတော့မယ်။အော်အေးအေးအေးမနမကြီးရောလာခဲ့မယ်နော်။ရှင်ညွတ်ကြောင့်ဖောင်းမဲ့စင်ရှီယာစီကိုထွက်လာခဲ့ပါတယ်။ အိမ်အပြန်လမ်းမှာတော့လူတွေကိုကယ်တင်ရတာဘယ်လိုလဲသမီးသမီးစိတ်ထဲမှာဘာတွေဖြစ်နေလဲဖွားမဲ့စင်ကအဲ့လိုမျိုးတော့ရှင်ညူကပြောင်းပါတယ်ဖွားမဲ့စင်ကိုကြည့်ပြီးကျုပ်စိတ်ထဲမှာပေါ်ပါသွားတယ်လို့ပဲဖွားရဲ့ဒီလိုခံစားမှုမျိုးလေလေပထမဆုံးကျေကျုပ်ခံစားမိရပါအေးအဲ့ဒါပဲသမီးလူဆိုတာကိုယ့်ရဲ့စိတ်ချမ်းသာမှုနောက်ပဲလိုက်ကြတာဖွားရရဲ့စိတ်ချမ်းသာမှုဆိုတာကတော့လူတွေကိုကူညီပေးနိုင်လိုက်လို့ရလာတဲ့ပီတီပဲဖွားရဲ့ဘတ်ခုလုံးဒီပီတီနဲ့ပဲဖြတ်တန်းလာခဲ့ရတာ ဒီပီတီယာအသက်ရှည်စေတမျိုးလိုပါပဲ။ဖောင်းမဲဆင်ကပြောတော့ရှင်ညိုလေခေါင်းလေးညိတ်ခါထောက်ခံပါလေ။ဒီလိုနဲ့နောက်တနေ့မနက်မိုးလင်းတဲ့အခါမှာတော့အမေဘာရီချက်ညာလဲ။မနက်စော်ကြီးမီးဖို့ကြာဝင်နေတဲ့ဒေါ်ဝင်းကိုနန်းကြိုင်မီးလိုက်ပါလေ။အော်ဒီမှာလေစက်သားနဲ့ကြောက်ဖြုံဒီလေးချက်နေရအင်စားဖို့လဲချိန်နေညီးကိုမောင်တို့ကိုလည်းပို့ပေးဖို့ပေါ့အေး။အမလီအင်စားဘွားထားပါအဲ့ဟင်ကိုအမေကအမေတူတူစဉ်းစားပြီးချက်တောင်မဟုတ်ဘူးလားအတူတူပါပဲအေး တူပါတော့အမေကကိုကြီးတို့ကိုကြွေးကျင်လို့ချက်တာပဲဟောင်းဒါဆိုညီကမစားဘူးပေါ့တော်မရနန်းချိုင်လှည့်ကြည့်ပြီးမိတော့ဟိစားတော့စားမှာပေါ့မေကလေနန်းချိုင်ကဖြေတဲ့အခါမှာတော်မရရဲ့မျက်စောင်းကနန်းချိုင်စီကိုရောက်သွားပါတယ်တော်နေဆိုချက်ပြီးညီကိုသွားပို့ပြန်ကြလာဟုတ်ကဲ့ပါတော့ဟုတ်ကဲ့ပါတနေ့မမနဲ့ဖွားကိုလည်းမမြင်ပါလားဘယ်သွားကြလဲမိဆော့ဆော့ကပဲဖုန်ကြီးကြောင့်တော့ထွက်သွားကြတယ်ညီဦးလေးအလက်ကောင်လာပြီးငါပြောသေးတယ်ဖုံဖုံကြီးကိုလှူကျင်လို့ဆိုပြီးထွက်သွားကြလေရဲ့အော် အခုတော့ကျုပ်ကအပေကံဖြစ်နေပါရောလားတော့အမလီအပေါ်ရေတိတ်ပြောတာပဲညီလေးရွာထဲရှောက်လေဖို့တော့ခြေလမ်းပြင်တာကျုပ်မသိများထင်နေလားဟိအမေရလေအမေရမယ်မလဲနဲ့လာဒီမှာထမင်းကြော်ကြော်ပေးထားတယ်နတ်စာဆောင်ဟုတ်ကဲ့မေနန်းကြိုင်လေတော်ဝင်းကိုဆုံးမပြောတော့ပဲတော်ဝင်းကြော်ထားတဲ့ထမင်းကြော်ပကံလေးကိုရှုပြီးကုပ်ပြက်ခင်မှာရင်နွေးကြမ်းလေးနဲ့တောက်ကစားပါရယ်တော်ဝင်းကတော့မောင်တိုးတက်ဟင်းပူရင်ဆက်လက်ပြီးတော့ချက်ပြုတ်နေခဲ့ပါရယ်ဟုတ်ကဲ့ပါရှင် ဒီနေ့တက်ဆက်ပေးသွားတဲ့ဇလံလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လေးမယ်လို့မျှလင့်မိပါတယ်။နောက်ရက်တွင်မှလည်းကြန့်ရှိနေသေးတဲ့အပိုင်းဇာလေးတွေကိုစဉ်စားမပြတ်တက်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးကြတဲ့ပရိသတ်တို့အူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရစေ။